ကလေးလေးတယောက်ကအနီရောင်တပတ်ကိုချုံပြီးတော့ပြေးနေပါတယ်။ရွာထဲကလူကတပတ်မြေကြီးကိုထီးရင်သေလိမ့်မယ်တော့ဆိုပြီးသူ့ကိုစားပါတယ်။သူ့တငယ်ချင်းကတော့တပတ်ကိုခါမှချီထားပြလိုက်ပါတယ်။အလို့ဆိုရင်တပတ်ကမြေကြီးနဲ့မထီတော့ဘူး။သူလဲသိစရာမလိုတော့ဘူးလို့ပြောလိုက်ပါတယ်။ကလေးလေးကသူ့တငယ်ချင်းလေးယောက်ကိုဖားကိုသွားဖမ်းဖို့ခေါ်သွားပါတယ်။ဒါပေမဲ့အိမ်ကိုမပြန်နိုင်ခဲ့ပါဘူး။ကလေးတွေပြောင်းသွားတော့ကလေးငါးယောက်ရဲ့မိဘကရဲကိုသွားတိုင်ပါတယ်။ရဲစခန်းကတော့လူပြောက်တာ24နာရီမပြည့်ဘဲလာတိုင်လို့မိဘတွေကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။ ။နောက်လီလာကြတဲ့အချိန်မှာရဲစခန်းကပြည်သူတွေပေးတဲ့ pressure ကိုမခံနိုင်လို့ရဲတွေကိုသွားချခိုင်းလိုက်တယ်။သူတို့ကကြောင်ညာစာရွက်100မီလီယံကိုရိုက်ပြီးကြောင်ညာထားပါတယ်။ချာတွေ့တဲ့သူကိုကိုရီးယားငွေ52မီလီယံပေးမယ်လို့လည်းပြောပါတယ်။အနီးတစ်ဝိုက်ကရေကန်ရဲ့ရေကိုအကုန်ဆုံးယူပြီးရှာပေးမယ်မတွေ့ခဲ့ပါဘူး။အချင်းကြလာတဲ့အခါကလေးတွေပျောက်တဲ့အကြောင်းကိုကလေးမိဘတွေကလွယ်လို့တခြားလူတွေတော့တဖြည်းဖြည်းမိသွားကြပါပြီ။ကလေးမိဘတွေကမော်ဆီယာတယောက်ကိုရှာခဲ့ပါတယ်။မော်ဆီယာကဘယ်လက်မှအကျွေးစီညာလက်မှပတိနဲ့ဂါရာတွေယူပြီးအကျွေးစီကိုဇွဲပေါ်ပြစ်ချတဲ့အခါ ကလေးတွေကိုရှာတွေ့ပြီလို့ပြောပါရယ်